မြန်မာပြည်ကိုအကွက်မြေစီခြင်းနဲ့စေတနာနဲ့အမုန်းခံပြီးတော့ပြောပြရစီခင်ဗျာကျွန်တော်မြန်မာနိုင်ငံကအစားအစာတွေအယောင်ထိုင်းလွန်းလို့စိတ်ညစ်နေရတဲ့အချိန်မှာသူများနိုင်ငံတွေကိုကြည့်ဈေးကွက်ကိုဘယ်လိုမျိုးထိုးပေါက်တယ်လဲဆိုတာကိုလေ့လာစေခြင်းလုံးလို့ကို စေတနာဘလတ်ဘွားနဲ့ဒီဗီဒီယိုလေးကိုပြုလုပ်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာဒီဆိုင်မှာကြည့်မယ်ဆိုလို့ရှိရင်ဝဲသူတွေတန်းစီနေတာကိုပဲကြည့်တော့ဗျာဆိုင်ရှင်ကဖနက်တွေကိုအကျော်မုံနဲ့တေးချားလေးလူးနေခဲ့ပြီးတော့စီယူးတွေကိုထဲ့ကြုံနေပါလိမ့်လာပြန်ပြီကျွန်တော်ဘာရည်ရွတ်နေရမှန်းမသိတော့ပါဘူး ထားပါတော့အဲ့လိုနဲ့လွယ်လင်းတကူပြုလုပ်နိုင်မယ်ဖနက်ကျော်ကိုဒီလူတွေကဘာကြောင့်လုံမယောင်းရလဲဆိုတာကိုကျွန်တော်စဉ်းစားလို့မရပါဘူးဒါရီမကသေးပါဘူး तू ကအမျိုးသမီးမျက်မှန်တွေကိုပါပုံစံတူလောက်ကကြော်ယောင်းနေလိုက်ပါသေးတယ်ဘေးနားမှာဝဲသူတွေဆောင်းဆိုင်နေရတာအတိုင်းအတာကိုမြင်တွေ့ရပြီးတော့မကြက်တကြက်ဖြစ်နေတဲ့အမျိုးသမီးမျက်မှန်ကျော်တွေကိုဟိုဘက်ဒီဘက်လန်လုံးနေတဲ့ဆိုင်းရှင်စီကိုနီးပညာလာယူပြီးတော့လေးလာနေတဲ့လူငယ်တွေကလည်းမနှေးမနှိုးပါဘူး ခမ ्या တို့တွေမတိုးတက်တာလည်းမပြောနေလေအခုကျွန်တော်ဗျမ်းမတာပြောနေတာတွေကိုခမ ्या တို့ကနားထောင်နေတာကိုအဲ့တော့ဒီလိုနီးနာတွေကိုအတုမယူဆမ်းပါနဲ့လို့ခဏနာလေးပြောရင်းနဲ့ဒီပညာပေးဗီဒီယိုလေးကိုအဆုံးသက်လိုက်ပါရစေခမ ्या